နှစ်ပတ်ဆက်တိုက်ဈေးမြင့်တက်ခဲ့တဲ့73စီဈေးနှုန်းတွေပြန်လည်ကျဆင်းလာတယ်လို့73စီတင်သွင်းတူလောင်ဖြန့်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒီနေ့မလ10ရက်မှာထုတ်ပြန်ထားတဲ့73စီဈေးနှုန်းတွေမှာ92ဒလီတာငွေကျပ်3155ကျပ်95ဒလီတာ3205ကျပ်ပရီမီယာဒီဇယ်ဒလီတာ3330ရိုးရိုးဒီဇယ်ဒလီတာငွေကျပ်2690ဖြစ်တယ်လို့သိရပါတယ်။မလ6ရက်မှာထုတ်ပြန်ထားတဲ့73စီဈေးနှုန်းတွေမှာ92ဒလီတာငွေကျပ် 3230 95ဒလီတာငွေကျပ်3280ပရီမီယာဒီဇယ်ဒလီတာငွေကျပ်3410နဲ့ရိုးရိုးဒီဇယ်ဒလီတာငွေကျပ်2860ဖြစ်ပါတယ်။ဒါကြောင့်73စီဈေးနှုန်းတွေဟာ92ဒလီတာ85ကျပ်95ဒလီတာ85ကျပ် ရီးမီယားဒီဇယ်တလီတာငွေကျပ်80ရိုးရိုးဒီဇယ်တလီတာငွေကျပ်80ကျဆင်းခဲ့တာဖြစ်ပါတယ်။73စီဈေးနှုန်းတွေဟာအပတ်စဉ်တောက်ကြနေမှာဈေးနှုန်းအပြောင်းလဲရှိကြောင်း73စီတင်သွင်းတူလောင်ဖြံပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။